ဟယ်လိုအားလုံးပဲမင်္ဂလာပါသူ့ blog channel လေးရနေပြန်နေကြိုဆိုလိုက်ပါတယ်ဒီနေ့တော့ငပြောတိကောင်းရင်တော့ဒီလောက်စားကြည့်အောင်ဒီမှာတော့အင်အားလူတွေအကုန်စားဖို့အတွက်ငပြောတိနှစ်ဖီးနဲ့ကောင်းရင်ဆန်၃ဘူးကိုရှိုးချလုပ်ထားပါတယ်ပထမဆုံးအနေနဲ့ကောင်းရင်ဆန်၃ဘူးကိုရေဆေးပြီးတော့အဲ၅နိုင်လောက်ကြာအောင်ရေစိမ်းထားလိုက်ပါတယ် အပြိုတိကိုလည်းအစင်သစ်ဖြစ်အောင်ခွန်ခွာထားလိုက်ပါတယ်အပြိုတိကိုတခြားရှည်ပြီးတော့ကောင်းမြင်လေးနဲ့နေပေးရမှာမယ်စားလေးနဲ့နဲ့ထက်အချိုလေးချက်လို့ရှိရင်တခြားလေးနဲ့နဲ့ထည့်ပေးလို့ရပါတယ် ောင်းကြီးငပြောတို့ထုတ်ဖို့အတွက်ဒီမှာတော့ငပြောရွက်နဲ့ဤကိုအသုံးပြုထားပါတယ်။ငပြောရွက်ထဲကိုဆော့ဆော့နေထားတဲ့ကောင်းကြီးနဲ့ငပြောတီးတွေကိုထည့်ပြီးတော့ဤနဲ့တခြားပတ်လိုက်ပါတယ်။ထုတ်လေးရလာပြီဆိုရင်တော့အိုဒလုံးနဲ့မှရေးထည့်ပြီးတော့မြပြင်းမြင်းနဲ့တည်ထားပြီးဖို့လိုအပ်ပါတယ်။ခန်းသွားပြီးဖတ်ရောင်ပြောင်းသွားပြီဆိုရင်တော့ကောင်းရင်ပြောဒီမိုဖတ်ထုတ်ပြီးရပါပြီရှင်။ ဲ့အခုတော့စာချင်းစပွဲကောင်းချင်းကပြောဒီမောဘတ်ထုတ်လေးရပါပြီရှင်။